ြီးမားတဲ့เจ้าแม่ဖွဲ့ကောင်းလောက်အောင်မြင်းကလေးကြီးတုံလှုပ်သွားတာဖားချောင်းလေဘာအเจ้าများရှိလို့ပါလဲအเจ้าတရားကိုသိခြင်းလို့မြင်းများအေးသဘာဝအားဖြင့်လောကဒီကနေ့ထီအောင်မြင်းကလေးတုံလှုပ်တယ်ဆိုတာရှိတာကြည့်ဘာကြောင့်လှုပ်တယ်ဆိုတာအเจ้าမျိုးမျိုးရှိတယ်ပေါ့မြတ်စွာဘုရားကရှန္ဒနာရဲ့မိကုံးကို ေးစစ်စစ်ပဲဖြစ်ကြတယ်အနန္တငရင်လှုပ်ဖို့ဆိုတာအကြောင်း၈မျိုးရှိတယ်အဲ့ဒီချက်ကအကြောင်း၃မျိုးမျိုးကြောင့်လှုပ်ထတာဖြစ်တယ်သူကသူလှုပ်တာမဟုတ်ဘူးဘာကြောင့်မဲလှုပ်လို့အကြောင်းတစ်ခုတော့ရှိတယ်အေးခုခေတ်ဒီကျတော့အမျိုးမျိုးအဖြစ်ထုတ်ကြမှာပေါ့ဘာကြောင့်ငရင်လှုပ်တယ်ဆိုတာအမျိုးမျိုးအဖြစ်ထုတ်တယ် မြတ်စွာဘုရားကငရင်နှုတ်ချင်းရဲ့အကြောင်းတွေကိုဖြေထုတ်ပေးထားတာရှင်းမျိုးရှိတယ်။ဘာကြောင့်ငရင်နှုတ်တယ်ဆိုတာအဲ့ဒီနေရာမှာရှင်အနန္ဒာကို မြတ်စွာဘုရားက ရှင်းပြတယ်။အထခောအနန္ဒဟေတုမဟာတောဘူမိသလတ္တပါတုဘာဝယကြီးမားတဲ့ငလျင်ကြီးတွေလှုပ်တယ်ဆိုတာဟာ အကြောင်း၈မျိုးရှိတယ်အဲ့ဒီအကြောင်း၈မျိုးတဲ့ကတမျိုးမျိုးကြောင့်လုံနိုင်တယ်အကြောင်း၈မျိုးကိုမြတ်စွာဘုရားက ရှင်းပြတဲ့အခါသဘာဝအကြောင်းတစ်ခုရှိဥစွာရှင်းပြသဘာဝအကြောင်းတစ်ခုဆိုတာဘာလဲလို့ဆိုရင်ဒီကမ္ဘာမြေကြီးရဲ့တည်နေပုံကိုပထမရှိဥစွာမြတ်စွာဘုရားရှင်းပြအယံမဟာပထဝီဥဒေကေပဋိဋ္ဌိတာဟောဒီကဘာမြေကြီးဟာ ရေပေါ်မှာတည်ရှိနေတယ်။ဟောကဘာမြေကြီးကရေပေါ်မှာတည်ရှိနေတယ်ဆိုတာစဉ်းစားကြည့်ပါ။ဘယ်နေရာမှာပဲဖြစ်ဖြစ်ရေတွင် တူးကြတယ်လေ။အဝိစီတွင်နေတူးတယ်ဆိုတော့မြေကြီးအောင်မှာရေတွေရှိနေတယ်ဆိုတာပြောလို့ရတယ်။ပြီးတော့အခုခေတ်သိပ္ပံနေနဲ့ကြီးလိုက်မယ်ဆိုရင်ဒီကဘာမြေကြီးဆိုတာအာ the planet ခေါ်ကဘာကျော်လို့ အဲ့ဒီကဘာကျိုကြီးကတကယ်ကြည့်မယ်ဆိုလို့ရှိရင်အခုကောင်းကင်ရံကမြင်းနေရတဲ့လာကြီးလိုပဲအဝေးကနေကြည့်လို့ရှိရင်အဲ့ဒီပုံသဏ္ဍာန်ပဲမြင်ရအရင်ကလာကဘာပေါ်ကနေပြီးတော့ကဘာပြေးကြီးကိုလှမ်းပြီးတော့ရိုက်ထားတဲ့ပုံမှာဒီကဘာကြီးကလာကြီးလိုပဲဝိုင်းဆက်ကြည့်ပြီးမြင်းနေရလာပေါ်ပထမဆုံးအချိန်ရောက်တဲ့အချိန်ကနေဓာတ်ပုံရိုက်လိုက်တဲ့ကဘာမြေကြီးရဲ့ပုံသဏ္ဍာန်ကလည်း ဝန်ဝိုင်းပြီးတော့ကောင်းကင်ထဲမှာအနန္တအာဂါဒအလွန်ကျယ်ဝန်းတဲ့ space ရှိတယ်မှာဒီလိုပုံမှန်သဏ္ဍာန်ကြီးရှိကဘာမြေကြီးဟာကောင်းကင်ထဲမှာရှိတယ်ဆိုတာပတ်ဝန်းကျင်မဲ့စဉ်းစားခံစားပြီးတော့ကြည့်ပေါ့ကိုယ့်ရဲ့ဘေးမှာနေသူကြီးတွေရှိနေတာနော်အထက်ကပဲကြီးကြီးအောက်ကပဲကြီးကြီးဘယ်နေရာပဲရောက်ရောက်လွင်မြင်ထွက်ပြီးတော့ကိုယ့်ကိုယ်ရက်ကျင်လိုက်ကိုဟာ ဇဝိုင်းရဲ့အလဲကောင်းမှာပဲအမြဲတမ်းရှိတယ်။ဇဝိုင်းကြီးရဲ့အလဲကောင်းမှာပဲအမြဲတမ်းရှိတယ်။အေးခလန်းလန်းရောက်သွားလို့ရှိရင်ကိုဟာထိပ်ဖြားပေါ်မှာရောက်နေတယ်လို့ဘေးပတ်ဝန်းကျင်ကြည့်လိုက်လို့ရှိရင်ဒေဝကြီးမှောက်ထားတယ်လို့မိုးပြဲတယ်ကြီးမှောက်ထားတယ်လို့ကိုဟာဘယ်ခါပဲဖြစ်ဖြစ်အလဲကောင်းမှာရောက်နေတယ်။အဲ့ဒါကိုကြည်ကျန်းအဖြစ် ကဘာပြေကြီးကကောင်းတဲ့ရန်ထဲမှာဒီဂျိုကြီးတစ်ခုဆိုတာလည်းထင်ရှားတယ်ကဘာတီချားပုံကိုစာပေကျမ်းကမှာဖွင့်တဲ့အခါမှာကဘာကြီးစပြီးတော့ပေါ်ပေါက်လာပုံကိုဖွင့်တယ်တခြားဘာသာတွေမှာတော့သာဝရဘုရားသခင်ကဖန်ဆင်းတယ်လို့ပြောလို့ဆိုတယ်ရသော်ဘုရားရဲ့အဆုံးအမရဘုရားသခင်ဖန်ဆင်းတာမဟုတ်ဘဲနဲ့သဘာဝတရားရဲ့ဆောင်ရွက်မှုသာဖြစ်တယ် သဘာဝတရားကဖန်ဆင်းသဘာဝတရားကြောင့်ဖြစ်လာကဘာကြီးပြန်တီဆောက်ဖို့ကဘာပြုမိုးကြီးသဘာဝအားဖြင့်မိုးတွေရွာချလာအဲ့ဒီရွာချလိုက်တဲ့မိုးတွေဟာဘေးကလေတူကြီးရဲ့ရန်သားလေးအတွက်ကြောင့်မိုးပေါက်ကြီးဟာတခုတည်းလို့ဖြစ်တယ်မိုးပေါက်ကြီးဟာအောက်ကလေတူကြီးရဲ့ခံထားသည့်အတွက်ကြောင့်ဒီမိုးပေါက်ကြီးဟာရွေ့ချပြီးတော့မသွားဘူး ဒီကောင်းကင်ယံကြီးထဲမှာပဲမိုးပေါက်ကြီးရရှိမိုးပေါက်လို့ဆိုကြတဲ့ကအဝိုင်းပဲပေါ့ရေပေါက်ဆိုတာကြည်လေရေလေးကိုအစက်ချကြည်အလုံးဝအဝိုင်းမှဖြစ်မှာပဲပဝန်းကျင်လေတုတွေရှိနေသည့်အတွက်ကြောင့်ဝိုင်းဆက်နေတဲ့ရေပေါက်ဆိုတာဝိုင်းဆက်နေတဲ့အရာများမှဖြစ်တယ်တခါတော့ကစင်ကာပူကလာတဲ့ကလေးလေး ေကဆယ်နှစ်သားလောက်ရှိသေးတယ်။စာရိတာဖတ်တယ်သူကစာရိဘုန်းကြီးတို့စီကိုင်ဝုတ်ပြီးတော့ရက်တူနေသွားပြီသူပါမေးတော့ဆိုရောက်လာတာနဲ့တွေ့တော့သူကဗမာစကားမပြောတတ်ဘူးသူမိဘတွေကတော့ဗမာပြည်အနှွဲတွေဗမာစကားပြောတတ်တယ်သူကပါမေးတော့ဆို Who created the world ကဘာကြီးကိုဘယ်သူဖန်ဆင်းတာတော့ဆိုသူကမေးတယ် ဘုန်းကြီးကလည်းသူနားလဲအောင်ပြောလိုက် nature create သဘာဝကဖြန်းစင်တာလို့အေးတခြားဘာသာတွေကြတော့သာဝရဘုရားသခင်ကဖြန်းစင်တယ်အေးကဘာကြီးကိုဖြန်းစင်တာဟာ nature ပဲ nature ဆိုတာယာတိကုတ္တ